ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်သီရိခိုင်ပါတီရိခိုင်ဟုတ်ကဲ့အသက်40ပါဆရာကြီးဟုတ်ပြီဗျအွယ်ပါရန်ကုန်ကပါစရင်ခိုင်နဲ့ဟုတ်ပြီဆရာကြီးရှင်နဲ့2025ခုနှစ်9လပိုင်းကစပြီတဲ့အင်ပြင်းတွေထွက်လာပါတယ်တဲ့စရင်ခိုင်ဟုတ်ကဲ့2025ဟုတ်9လပိုင်းအခုလာ10လပိုင်းပေါ့နော်ဟုတ်ပြီသူ့တက်ကဘလား10လပိုင်း40ပါဆရာကြီး 40ဟုတ်ပြီအင်မြင်တရာလေအပူအပူအပူကန်တာပါပဲဟုတ်ကဲ့ပထမပိုင်းမှာတဲ့အင်ဂျီဘောင်းမီစကတ်တို့ရဲ့တဲ့တရေချိုးတင်းနဲ့စီးနေတဲ့နေရာကဆက်ထွက်ပါတယ်တဲ့အဲအဲ့ဒါတော့ထုံးစံပဲပေါ့ဟုတ်ကဲ့ဆရာကြီးအဲ့ဒါတော့ဟိုတချို့ကတော့တချို့မိန်ကလေးကချောင်ချောင်ကြီးကြီးဝတ်တတ်တယ်ဟုတ်ကဲ့ဆရာကြီးတချို့ကရှစ်တတ်တယ်လေဟာရှစ်တတ်တော့အဲ့လိုဝတ်စားတင်းတင်းကြပ်ကြပ်ဝတ်လေရှိတယ်ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါလေးကိုကိုကအသက်ကြီးတဲ့အခါမှာရောရော ပျော့ပျော့ဝက်နောက်တစ်ခါဟုတ်ကဲ့ပါဆရာဖြစ်နိုင်ရင်ခြေတယ်လေးတွေဝက်ဟုတ်ကဲ့ပါဆရာနိုင်လုံးတို့တက်ထွန်းတို့တက်ထွက်တို့မဝင်လောက်မပြီးတော့မဝင်နဲ့ဟုတ်ကဲ့ပါဆရာခြေတယ်လေးတွေကဝူးလို့စားလို့သိကောင်းနေသေးတယ်ဟုတ်ကဲ့ပါဆရာနော်အခုဆရာဆရာတို့ဆရာအခုလက်တွေဝက်ထားတဲ့ ACD ဆိုလေခြေတယ်အပြားပူနေပြီမဲ့လေအေးနေတာဟုတ်ကဲ့ဆရာခြေလေးစုလေသူကတက်တော့တက်တာပဲအဲ့လိုဒီဒါဆိုရင်ဒါပစူးစားကို ချုပ်ထားတာ哦ဟုတ်ကဲ့ဆရာကြီးခဏခဏမွေးရအောင်လားချုပ်တာအဲ့လိုကိုယ့်ရဲ့ဝတ်တဲ့အခါစားတဲ့အခါအိတ်တဲ့နေတဲ့အခါမှာကျမ်းမာရေးနဲ့ညီညွတ်အောင်နေတတ်ဖို့လိုပါတယ်ဟုတ်ကဲ့ပါဆရာတို့လည်းပဲဒါ哦မေဖို့မေးသမျှ哦ဆရာတို့ခက်ခက်ခဲခဲကြီးနဲ့လိုက်နာဖို့ဆောင်ရွက်ဖို့ခက်ခဲအောင်မဖြေပါဘူးဟုတ်ကဲ့ပါဆရာကြီးနော်အားလုံးလိုက်နာနိုင်မဲ့ဒီလမ်းလေးကြီးကူညီပေးနေပါတယ်ဟုတ်ကဲ့ပါအဲ့ဒီတိုင်းလိုက်နာခြင်းအဖြစ်လည်းပဲ ကြမ်းမာကြပါစီဆိုဆက်ရဲ့မေတ္တာပို့ပါရဗျာဟုတ်ကဲ့ပါဆရာကြီးသူကလေသတိထားမိပြီတဲ့ဆင်ကျင်ပေမဲ့တဲ့ညပိုင်းဆိုတဲ့ထွက်မြဲပါပဲတဲ့ရေချိုးဆက်ပြပြောင်းပါတယ်တဲ့အဲ့ရခင်းလဲတဲ့ခဏခဏလဲပါတယ်တဲ့နောက်ပိုင်းနဲ့ရေထိရင်နဲ့အင်းပြင်းကတဲ့ပို့ထလာတာကိုတဲ့သတိထားမိပါတယ်တဲ့ ဟုတ်ပြီ။ညာပိုင်းရေချိုးပြီးရင်တဲ့ပို့ဆိုးလာပါတယ်တဲ့။ဟုတ်ပြီ။သူမေးတာကတော့ဘာကြောင့်ဖြစ်တယ်ဆိုတာရဲ့တဲ့။ဘာတွေရှောင်ရမလဲ။ဘာတွေတောက်ရမလဲသိချင်ပါတယ်ရှင်တဲ့။အဲသူမေးဖို့ဆိုင်ပြပြဖြစ်မယ်။ဟုတ်ကဲ့ဆရာ။ဘာကြောင့်ဖြစ်လဲလို့မေးရင်အခုမေးခွန်းရှိသမီးမေးသမီးမေးဖို့အားလို့ရပေါ့နော်။ကိုးစရာတို့ကအပူချောင်းဖြစ်တာပါ။ဟုတ်ကဲ့ပါဆရာ။အဲ့ဒီအပူတွေသမီးခန္ဓာကိုယ်ထဲရောက်လာအောင်ဘယ်သူစားတာလဲလို့ ခေါ်ကိုစင်ကျင်းမှာဟုတ်ကဲ့ပါဆရာကြီးเนาะအဲ့တော့အပူစားအဆက်စားတွေရှောင်းပါရှောင်းပါဟုတ်ကဲ့ပါဆရာကြီးအပူဆက်စားတွေရှောင်းပြီးတော့ဘာစားမှလည်းမသိလည်းမရှိစေနဲ့ဟုတ်ကဲ့ပါဆရာအပူငိမ့်စီတဲ့အစာတွေစားပါဟုတ်ကဲ့ပါဆရာအပူငိမ့်စီတဲ့အစာတွေကတော့ချင်ခါဤပေါ့ဟုတ်ကဲ့ပါဆရာကြီးเนาะချင်ခါဤပေါ့အချင်းဆိုလို့လည်းရှောင်းသီးတတ်များသီးတွေကြီးပဲစားနေဦးမယ်เนาะဟုတ်ကဲ့ဆရာအဲ့ဒီအချင်းကိုပြောကြမှာဘူး ဒိန်ကျင်တို့လိုမကြီးဖြော်ရီတို့လိုတီးဆုံချင်တို့အချင်းမျိုးဟုတ်ကဲ့ပါဆရာအခါဆိုပြန်တော့လည်းပဲကြောင်ရှာတမာရေးယူခဲ့သူအခါမျိုးပြောတာမဟုတ်ဘူးပူကမတည့်ဘူးတည့်တာမဲစီလီခွေးတော့ပေါက်ပန်းပြူဟင်းနူးနယ်ခဲ့သူအခါမျိုးနောက်ကို့အရာထဲမှာများလွယ်လို့ရှိရင်ပေါ့နော်ကနဖော့ဆိုတာတည်လာမသိဘူးကစရဲလိုပဲဟုတ်ကဲ့ဆရာရှိပါလားကနဖော့နှစ်မျိုးရှိတယ်နော် အယိုးနီနဲ့အယိုးဖြူဟုတ်ကဲ့ပါဆရာအယိုးနီကပူပြီးဆေးဘက်ဝင်ပါတယ်ဟုတ်ကဲ့ပါဆရာအဲ့ဒါစားပါဟုတ်ကဲ့ပါဆရာနောက်ကစွန်ရွက်အယိုးအနီဟုတ်ကဲ့ပါဆရာကစွန်ရွက်အယိုးအနီအဲ့ဒါလေးကိုထင်ချက်ကလေးနဲ့ပြုတ်ကြက်ကြက်ပြုတ်ပြုတ်ပြီးရင်ဈေးတောင်းရင်ညှိစိုးစိုးနေတယ်ကော်ဖီမုံလေးနည်းနည်းထည့်လိုက်ကစွန်ရွက်အယိုးနီကိုထင်ချက်နဲ့ပြုတ်ကော်ဖီမုံလေးအနံလောက်ထည့်ပြီးတောက်လို့ရှိရင်အဲ့ဒါရေအစားတောက်ပြီးရင်ကို သမိယောဂါအတွက် အများကြီးအကျိုးရှိမှာပါဟုတ်ကဲ့ပါဆရာကြီးနာတော့တဲ့ဆင်းတဲ့သမီးတို့အရွယ်လေးလေးပဲအဲ့ဒါမျိုးလေးမှန်မှန်တောက်ပေးပါလို့ဟုတ်ကဲ့ပါဆရာကြီးလိမ့်တာတော့နေ့တနခါညကနေ့တနခါညကရမဲလိမ့်ပါတနခါပဲလိမ့်လိမ့်ကရမဲပဲလိမ့်လိမ့်တကောတကောရက်ပါဟုတ်ကဲ့ပါဆရာ။ပြည့်တညက်မစားပါနဲ့။ဟုတ်ကဲ့ပါဆရာကြီး။ကျေးဇူးတင်ပါတယ်ဆရာကြီးရှင်။အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ။ ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကမတ်ဆန္ဒဆိုးပါမတ်ဆန္ဒဆိုးဟုတ်ပြီ28နှစ်ပါဆရာကြီးဟောအရွယ်ကွန်ပျူတာစရင်းကန်ရန်ကုန်နဲ့အဲကွန်ငန်းထဲမှာပဲနေရပါတယ်တဲ့ကွန်ပျူတာနော်ဟုတ်ကဲ့ဆရာကြီးစရင်းကန်လေးလိုရတယ်ဟုတ်ကဲ့ကွန်ပျူတာစရင်းကန်ပေါ့ကွန်ပျူတာနဲ့စရင်းကန်ရတာပေါ့အဲမော်အဲမော်ဟုတ်ဟုတ်ကွန်ပျူတာနဲ့စရင်းကန်တာပေါ့ဟုတ်ကဏ္ဍနေနဲ့စကားပြောနေရမော်သမီးဟုတ်ကဲ့ဆရာကြီးဆရာကြီးရှင်နဲ့နေမကောင်းရာကနေတဲ့ ခေါင်းမလျှော်တာကြာလို့တဲ့ခေါင်းပြော်ခေါင်းလျှော်တဲ့အချိန်မှာတဲ့မခံမရနိုင်အောင်ပူပါတယ်တဲ့အဲအဲ့ဒါလည်းပဲခေါင်းမလျှော်တာကြာပြီဆိုတာလည်းပဲမဖြစ်သင့်ဘူးဟုတ်ကဲ့ဆရာရင်နော်အမျိုးသမီးဖြစ်အမျိုးသားဖြစ်ဖြစ်တပတ်ကိုတစ်ချိန်နှစ်ချိန်ပေါ့နှစ်ချိန်အများဆုံးနှစ်ချိန်ဒါပဲဟုတ်ကဲ့ဆရာအဲ့ဒါရှော်ကိုရှော်မှာဟုတ်ကဲ့ဆရာပဲရှော်တဲ့နေ့မှာတော့စီကန်းရှိတယ်ဒီနေ့ငါခေါင်းလျှော်မဲ့နေ့ဆိုရင်မနေ့ရက်ထာရေတော့ ရေးသားပြီးရှူရှူပေါ့နော်ရှူပေါ့လမ်းလေးလျှောက်အဲ့ခေါင်းလျှော်မဲနေဟာခေါင်းလျှော်ပြီးတော့ခေါင်းကိုတပည့်ကြီးနဲ့ထုံထားပြီးတော့မှဟာလျှော်စရာရှိရာဒီလျှော်စီကြိုးစရာစီကြိုးမှာရေချွေးအဲ့ဒါတိတ်မှားပါလေဟုတ်ကဲ့ဆရာရင်အဲ့ဒီမှာဘာလုပ်မလဲဆိုရင်ရေချိုးပါဟုတ်ကဲ့ဆရာရင်မျက်နှာတစ်ပါသွားတိုက်ပါချိုးပါဆက်ပြတိုက်ပါဦးပြီးတော့မှနောက်ဆုံးကြတော့မှခေါင်းကိုလောင်းပြီးတော့ ချိုးရပါလျှော်လိုက်ပါလျှော်လိုက်ပါဟုတ်ကဲ့ဆရာလျှော်ပြီးတော့လည်းပဲအေးခံမယ်ဆိုတော့အခုကဟဲရဒရလေးရှည်လေအဲအေးခံရယ်သပင်ကိုပဲအေးခံမှာကိုယ့်ရဲ့ဥကောင်းကိုဥရည်ပြားကိုမထိပါစေအေးတဲ့အထိမထိပူရာတွေမထိပါစေနဲ့ပါဟာဆရာကြီးခေါင်းကိုတဲ့ရေလောင်းလိုက်တာနဲ့တဲ့ခေါင်းတကခေါင်းပြင်ပေါ့နော်အကိုတကိုလုံးခေါင်းအပြင်နဲ့တကိုလုံးပူပါတယ်တဲ့မျက်စိတွေပါရားပါတယ်တဲ့ ခေါင်းလျှော်ရင်းနဲ့မူးနောက်နောက်ဖြစ်လာပါတယ်ရှင်တဲ့အဲ့ဒါတော့သမီးရယ်သူပြောသမျှဆရာကြီးရဲ့မျက်စိနဲ့မြင်တာပေါ့နော်ဟုတ်ကဲ့ဆရာကြီးနော်မိသွေးတို့ကြီးရီတော်လို့ဖြစ်နေဟုတ်တယ်နော်ဟုတ်တယ်တော့မိသွေးတို့ကြီးရီတော်နဲ့တော့ဘာတွေဖြစ်လဲရှယ်အတန်လေးမြည်သွားမယ်ရှယ်ခဲ့တယ်ပေါ့လားမယ်နောက်တော့အခိုးတွေထွက်လာမယ်ဟုတ်ကဲ့ဆရာကြီးအခိုးတွေထွက်လာမယ်နော်ဟုတ်ကဲ့ဆရာကြီးထွက်လာပြီးတော့အကုန်ငြိမ်းသွားဆိုအကုန်လည်းမငြိမ်းဘူးငြိမ်းဘူးဟုတ်ကဲ့ဆရာကြီးခုနအငွေလေးထွက်လိုက်ထွက်လိုက်ဟာဒီနအငွေလေးထွက်လိုက်ဟုတ်ကဲ့ဆရာကြီးအဲ့လိုဥမာနဲ့ပြောလို့ရှိရင်တော့ จิตตมิยะขันษาเจกะตัยเยตะสายนี่เลยโอเคเสียอ่ะเออแล้วบาลุออกมาเลยสุยิงหลองมีสุยิงငိမ့်တော့အောင်ကိုလောင်လိုက်။အာဟုတ်ကဲ့ဆရာ။နော်။အဲ့တော့တပတ်ကိုဘယ်နှကြိမ်လဲ။နှစ်ကြိမ်။တစ်ကြိမ်ပေါ့တစ်ကြိမ်ပေါ့။တစ်ကြိမ်နှစ်ကြိမ်ပေါ့နော်။ဟုတ်ကဲ့ဆရာ။အဲ့လိုအေးအေးဆေးဆေးရီချိုးတဲ့ခါမှာဟိုချိန်ယူတော့မှအလုံးရှိလို့ဆိုပြီးတော့နော်တုတ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 ်ချိုးတာတို့ပြတိပြလောင်ချိုးတာတို့တခါလေးဆက်ပြတိုက်ပြီးရီတော့မှဆင်အောင်မလောင်မင်းနဲ့ ွက်လာကြတယ်ထွက်လာပြီးတရခါလင်ငန်းနဲ့ဝင်လာတော့ရေချိုးတာဒီပြင်နေကျမရွေအတွက်အနှစ်သာရပါပါတယ်လို့ဘာကြောင့်လဲဆိုရင်အပူလွန်တဲ့ကာလမှာရေဟာစီးပဲစီးပဲဟုတ်ကဲ့ဆရာရှင်းခါကတော့စီးကျန်းနေမှာကိုရေးတာတမီးနော်ဘယ်လိုရေးလဲဆိုရင်ရေချိုးလို့တည်တဲ့မသာရှိတယ်အဲ့လိုကတိတိခေါကရေးတာနော်ပက်ပက်ဆဲဆဲပြပြတတရေးတာ ရေမချိုးလို့တည်တဲ့မသာမရှိဘူးတဲ့နော်ဆရာတို့ယူရမှာဆရာတို့ဒီမှာဆိုလို့ရှိရင်တစ်နှစ်မှာတစ်ခါပဲရေချိုးတယ်ရေပဲလေးတိုက်တယ်နော်အဲ့လွန်ခဲ့တဲ့အနှစ်ဟိုပဲ40ကျော်50လောက်ကတော့အဲ့ဒါမှန်နေသမီးရဲ့ဘာဖြစ်လို့လဲဆိုတော့အေးဓာတ်နဲ့အပူဓာတ်လို့ခေါ်တဲ့ညမှာအဲ့ဒီခေအဲ့ဒီခါအေးဓာတ်တွေလွန်နေတာသမီးဟုတ်ကဲ့ပါဆရာကြီးလူတွေရဲ့စိတ်တွေကလည်းအေးတယ်အေးတယ် ဥရုကလည်းအေးတယ်စားတယ်အစာတွေကလည်းနော်အစာတွေကလည်းအေးတယ်ဟိမဝန္တတောင်ကြီးမှာလည်းရေခဲတွေကအခဲလိုက်ရှိတယ်အနာတိကသဘုတ်တရားထဲမှာလည်းရေခဲကအခဲလိုက်ရှိတယ်အခုဟိမဝန္တတောင်မှာရှိတဲ့ရေခဲတွေရှိသေးလားမရှိတော့ဘူးဆရာပြုတ်ကြကုန်ပြုတ်ကြကုန်ပြီဟာဟိုအနာတိကမှာရှိတဲ့ရေခဲတွေရောပျော်ဆင်းအတုံးလိုက်ကြည့်ပျော်ဆင်းသွားတယ်ရေတွေကြီးအဲ့တော့ဘယ်မှာဘယ်မှာတည်တာလဲဆိုတော့အခုရေတွေကြီးတယ်ဟုတ်ကဲ့ပါဆရာဆရာအခုဒီအိမ်မှာ ဒီနေရာမှာနေတာနှစ်30เนาะရှေ့ကတခါမှအိမ်နဲ့ရေမွေမှုအခုဒီနှစ်300လောက်ရှိပြီအဲ့ရှေ့ကဖလက်ချွတ်ရေမွေဟုတ်ကဲ့ဆရာနော်နောင်တော့ဒါရေမြုပ်ထတာကြုံရမှာဟုတ်ကဲ့ဆရာအခုဆိုရင်ကိုဆရာတို့ဒီနေတဲ့ရန်ကုန်မှာကိုတချို့နေရာတွေမွေးဆိုတာနဲ့အိမ်နဲ့ရေဝင်းအပေါ်ထက်တက်နေရတယ်တို့ဟုတ်ကဲ့ရေမြုပ်ထတာတို့ကြုံနေရတယ်ဟုတ်ကဲ့ပါဆရာရှေ့ဆောင်အဲ့ဒါတွေက သတိထားရမယ်အိတ်ဆောက်ထားတို့ပါဆပြီးတော့အစဉ်ကျင်ရမယ်သိလားဆရာကြီးသူကပေါ့နော်အဲ့လိုပေါ့ပူတာပေါ့ခုနကပြောသလိုဆရာကြီးရေဟိုမိဟိုခုနကမိသွေးခဲကိုရေနဲ့အုပ်လိုက်တဲ့အခါမှာဟုတ်တယ်မစိုးမပိုမလုပ်ဖဲနဲ့အဲ့ဒီချောင်းအေးသွားအောင်အေးသွားအောင်ကိုရေချိုးရမယ်ပေါ့နော်ဂျိုင်းရေးတဲ့အထိပေါ့ဆရာကြီးတို့စာသင်တော့ကဂျိုင်းရေးတဲ့အထိချိုးရမယ်ဒါမှမဟုတ်လက်သေးမှာလက်မှာပဲကြီးရေကုန်တွန်းတဲ့အထိ ချိုးရမှာလိုအပ်လာရင်ပေါ့လိုအပ်လာရင်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးဒါတော့ဆရာကြီးကဟိုတင်စားပြီးတော့မြင်သားအောင်ပြောတာပြောတာဟုတ်ကဲ့ဆရာကြီးဆိုချင်းရတော့ဂျိုင်းဆိုင်လိုက်လို့ဂျိုင်းမှာအီးတက်ရသွားရင်လုံတော့ပါတယ်ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းဘုရားရှင်ကြပါစီဗျာ